ကျွန်တော်ဒီနေ့တော့ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝိထုရိုလေးကိုရေးသားထားသူကတော့ဆရာမကြီးလူရုတော်မှာပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမကြီးသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာက နေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနေအတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာ။ 黑老彭，俺哥俺妈咪。<noise> <noise> <noise> ရင်သွေးဘာထုံးသည့်ကလင်းငိုတန်ကြားသဖြင့်အိယာမနိုးလာတော့လေမျက်စိကိုမဖွင့်မဲဖောတင်ကလင်းငိုနေတယ်ဟုပြောလိုက်ဤကလေးမငုံမြင့်ငုံနေတော်လေဖောတင်ဤအတန်ကိုကမကြရလက်ဖြင့်ရမ်း၍စွန့်တော်လဲမတွေ့သဖြင့်ထ၍ကြည်ရာဖောတင်မှာခန်းထဲတွင်အလင်းမရှိဖြစ်လေသည်အံ့ဩ၍သွားတော်လဲ အိယာမထနိုင်မည်ထင်သဖြင့်ငုံနေသောကလေးကိုတစ်ချက်ကြည့်၍နောက်ဖေးစီသို့ဖွားတင်ကိုခေါ်ရန်ထွက်၍သွားလေ၏ဖွားတင်ကဘယ်မှမရှာမတွေ့သဖြင့်အခန်းထဲသို့ပြန်ဝင်လာရာညကမိမိထားသောငွေဖလားကိုတွား၍အမှတ်ရသဖြင့်ကြပြာကြရာအိမ်တစ်စက်မြိတ်ကြားသို့တွား၍ကြည့်လေ၏နှစ်နှစ်ခန့်မလဲပဲထားသောနှအုံးသည်သည်ပိန်ကက်၆တွေ့၍ချိန်ဆိုင်အတွင်တွင် မချီတရီဆွဲ့လျက်ရှိတော်လေအုံသည်အထက်နာရှိဝဲထုတ်ခါမရှိတော်ပေဂရင်ချေရင်ရှိဖုံးတင်ဤဝဆားထဲ့သောဖာမဖျို့ဖျဲနှင့်ထမိန်စုပ်တချို့သာမြေကြီးပေါ်တွင်ကြာ၍နေသည်အကောင်းဟု၍တထဲမြမကြံတော့ပေဤတွင်မှနောက်ကြည့်၍နေသော အုံနောက်တွင်သို့အလင်းရောင်သည် ဝင်၍လာလေ၏ထရန်သို့ပြစ်ခနဲ့တရွေးလန်း၍ထွေးလိုက်လေ၏ ထို့နောက်ကလေးကိုလှမ်း၍ကြည့်လိုက်ပြီးဒီကလေးကိုငါဘာလုပ်ရမှာလဲတွေ့စမ်းကျင်တဲ့ဒီကောင်မယော့နေသားဆိုပြီးအိမ်ပေါက်မှာလွန့်ပစ်ထားခဲ့မင်းတစုံတစ်ခုကိုတရိယသလိုဖြစ်ပြီးမျက်နာသည်တွေးဆုပ်၍သွားသလိုထင်လိုက်ရ၏အထက်နှခန်းကိုကိုက်၍ထားတော်လဲလက်များမှတုံ၍နေလေသည်ကလေးနာသို့နှလန်းကန်တို့၍သွားရာအိယာဝေါ်တွင်ကလန်ကလန်နှင့်နေသောကလေးသည် လက်သီးတစ်ဖက်ကိုပါဇက်တွင် ဆုပ်၍နေ၏အငိုတိတ်ပြီးပြုံးတော့မလို့လှုပ်၍နေသည်ဆောင်စုပ်တစ်ချွန်မှာကကံကြောက်၍ထားသဖြင့်ကလေးပေါ်တွင်မရှိပဲဘေးနားတွင် ပုံ၍နေလေ၏ပြုံးမယောင်ပါဇက်သည်ဘထုံးစိန်၌မိမိနှင့်တည်သောသူတစ်ယောက်နှင့်တူသည်ဟုထင်မိတော်လေမိသူမြီွာဟု၍မကွဲပြားပြီကလေးကိုကြည့်နေရမှတစ်ဖက်သို့လဲ့၍ရှက်အင်းကြီးကို ကောက်ွယ်ပြီးတော့ ိမ်၎င်းကိုပိတ်၍ထွက်ခဲ့လေ၏မိမိဘဲကိုသွားမည်ဟု၍ကံရည်ရွယ်ချက်မရှိခြေဥတေရာကိုသာရှောက်၍လာခဲ့လေသည် စိတ်တွင်ကမငြိမ်မသက်ရောက်ရခတ်ဖြစ်၍နေသည် ကလေးငိုတန်သည် နားထဲ၌အစင်ကျ၍နေ၏တခါတရံပလက်လန်၍ခြေကလေးကလန်ကလန်နှင့်လှုပ်နေသောကလေးသရံသည် ရှေ့ကစီး၍နေသလိုထင်မိ၏နားကမထွက်သေးသောငိုတန်သည်လည်းပြန်ခဲ့ပါဟုခေါ်သလိုထင်မိ၏ ငါပြန်မပါပဲဟုနောက်ပြန်လေ၏တွေ့သာတွေ့လိုက်ရင်တော့ကွာဟုစိတ်ထဲ၌အောင့်မေ့မိ၍လေပင်ဖြစ်ပြီးကင်လုံးလိုက်မေရှာတက်လက်ထွက်လာမှာပေါ့တပေါင်းမဟူ၍လေကျိန်ဝါလိုက်၏လဖိုင်းဆိုင်တစ်ခုတွင်နှုံမုံကြောင့်တပဲဘိုးဝယ်၍အိမ်ဘက်သို့လှည့်ခဲ့လေ၏ကလေးသည်ငိုရက်၍ရခင်ကအိယာပေါ်တွင်ပလက်ကလေးကစား၍နေလေသည်အင်းသူကတော့ကစားလို့ ခွေးသပောက်မှတာကလေးကိုကြောပေး၍အင်ရှိသို့ထွက်၍လာပြန်သည်သို့တော်လေခြေကိုလှမ်း၍မဖြစ်သလိုနောက်ဆွဲ၍နေလေ၏နာရေကမထွက်သောငိုတန်သည်ဘာထုံး၏အသေးနှလုံးကိုမချစ်တရိဖြစ်အောင်ဖန်တီးနေလေသည်လက်သေးကိုဆုပ်၍အိမ်ဘက်သို့ပြန်၍လှည့်လာသောကလေးသည်တပွဲဝဲနှင့်ငို၍နေပြန်လေ၏ငိုတန်ကဘာရေဟုမပီသတော်လေဘာထုံး၏စိတ်တွင် အမေရေဟု ခေါ်၍ငိုသလိုထင်မိသဖြင့်တဲလီအမေတမနေနဲ့လိုက်သွားနေအမေဟိုဟာမနောက်ကိုဟုမြည်တမ်းမိတော်လေသူ့လက်ကအလိုလျှောက်ကလေးကိုခောက်၍ချီမြီပြီးသားဖြစ်လေစုံနေအောင်ဝါသောကလေးသည်ငိုထားသဖြင့်အသားများပုံနှွေးနေကြံကဖောင်းနေအောင်ဝါသောပေါင်ကလေးနှလုံးချရှိရွှေပန်းကလေးသည် တို့၍ဝင်နေလေ၏ လက်ပေါ်သို့ရောက်လျင်ကလေးသည်ခေါင်းကိုဘဲငဲ့ညာငဲ့လှုပ်လျက်နှကန်းလေးနှစ်ခုသည်တလုံးလုံးဖြင့်တစုံတစ်ခုကို ရှာ၍နေသကဲ့သို့ထင်ရလေ၏ဒီဟာလဲတင့်သားပါပဲကဲပါကွာ တိတ်ဆမ်းမှမင်းကလေးကမင်းငါတောင်းမှန်ပါလေဟုပြောပြီးကလေးနှစ်ဖူးနှင့်ထိ၍ထားလေ၏ကလေးသည်ပါဇက်လေးတလုံးလုံးဖြင့်ရှာမြဲရှာလျက်ခေါင်းကလေးညိတ်ချီလက်ကလေးရမ်းချီနှင့် အဖစ်လက်ထဲတွင်ပျော်မြူးနေသလားထင်ရလေသည် ဖာတွန်းသည်ကလေးကိုပခုံးပေါ်သို့မှောက်လိုက်ပြီးဘာလောက်ရမည်ကိုမဝေဝဲနိုင်တဲ့ကဲ့သို့ကလေးနောက်ဖက်တွင်အနိစားထားသောအဖြူရည်ကလေးကို ကြည့်၍ငေးနေ၏ထို့နောက်အိတ်ထဲတွင်ထည့်လာသောနှုတ်မုံကြောင့်တို့ကလေးထဲမှတချောင်းယူ၍ပါဇက်ထဲတွင်ဝါလီသည်ညက်တော်လက်ဖြင့်ယူ၍ကလေးအားပခုံးပေါ်မှလှမ်းပြီးခွန့်လေ၏ကလေးသည်ဝါဘက်ကိုနှုတ်ဆို့သလိုစားလျား ပဇဝတွင်ဝါဖတ်ချုံမှာထွက်ချီဝင်ကြီးနှင့်ဖြစ်၍နေလေ၏။စားလိုက်ငါသားစားလိုက်မင်းအမေကတော့ခွေးမို့ခွေးကျင်ကျင်သွားတာခွေးမဟုတ်ပါဘူးလေတရိษံခွေးတောင်ကိုသားသမီးကိုပြစ်ခဲ့ရထုံးစံမရှိပါဘူးတိတ်တိတ်ဖေဖေမင်းကိုမပြစ်ခဲ့ပါဘူးအေးကျင်းဒီပထမဆုံးအကျင်ဖြစ်နေမိမိကိုကိုဖေဖေဟူ၍ထဲ့၍ပြောလိုက်ရာဘတ်ထုံးဤစိတ်တွင်သူ့ပါဇံမှာထွက်မိတော့ ဖိဖိဟူသည့်အတန်ကိုပြန်၍ကြားသဖြင့်တုံလုံးခြောက်ချ၍ကြော်ရိုးရဲတွင်စိတ်တော်သလိုထင်လိုက်မိသည်။노ချောင်းများကုန်သောအခါကလေးသည်မုံချောင်းအဟာရထက်ဖခင်၏တရွေးချောင်းကျင်းနှင်းနှင့်တိမ်သလိုအငိုတက်၍ကြည်ကြည်ရှင်ရှင်ဖြစ်လာပြန်လေသည်။ဖောင်းထွန်းသည်ကလေးကိုဝှစ်တစ်ခုဖြင့်မတက်တက်ထွေးပြီးနောက်ပွေ့ချီ၍အိမ်ထဲမှထွက်ခဲ့လေ၏။ ဘာထွန်းသည်ပထမတော့ဘဲကိုတော့ရမည်ကိုမသိဘဲဤကလေးအားလည်းမြည်တို့စီရင်ရမည်ကိုမဝေခွဲနိုင်အောင်ရှိလေ၏နောက်မှလမ်းတကာတွင်ကလေးချီ၍ရှောင်းနေမည်အစားအတိမိတ်ဆွေများရှိရာဘက်သို့တော့ရတော့အကြံဉာဏ်ရနိုးနိုးစိတ်သက်သာရာရနိုးနိုးဖြင့်အောင့်မေ့မိသဖြင့်အနောက်ပိုင်းတွင်ဖဲတံအစဉ်ခံနေသော ကိုမိုးတို့ဘက်သို့ဥလဲခဲ့လေ၏ကိုမိုးသည်ဘတ်ထွန်းအားလှမ်း၍ဘာရီတော့ဟာဟုမေးစဉ် ကိုမိုးမိန်မမတ်ကျော်သည်အိမ်တွင်းမှထွက်လာ၍လဝါကလေးဖြန့်ကလှုပ်ရမ်းနေသောကလေးလက်ကိုမြင်သည်ဖြင့်ဟင်ကလေးလေးမင်းတန်လာကွယ်ဟုမေးရင်တောင့်ချီလိုက်လေသည်အမလေးချစ်စရာလေးဝှလိုက်တာငါပေးပါတော့ကွယ်ဟုပြောရင်ဖောင်းကြွနေသောပစုံကလေးကိုတရှုံရှုံနမ်း၍အမရနိုင်မေသူ့နှာခေါင်းကိုပေါ့ပေါ့တွင်မြုပ်၍လှင့်ကာနမ်း၍နေလေ၏ ကြော့သည်နန်း၍ဝါသောအထက်သို့မြောက်၍ချီပြီးတဖန်ရွှေပန်းကလေးနှင့်သူ့နှစ်ဖူးထိ၍ဒီဒီကစားသလိုလှုပ်လိုက်ခုံတော့မလို့ဖြစ်လိုက်နှင့်ချစ်၍မစုံဖြစ်နေပုံကိုဘာထွန်းသည်အကြောင်းသားငေး၍ကြည်နေလေ၏ကိုမိုးကဘာထွန်းသို့လှမ်း၍ကလေးမေကရော့ဟုမေးဟာလင်းငဲ့နောက်လိုက်သွားတယ်ဖလာတလုံးလေးပါသွားလေရဲ့ဟုမပြောချင်ပြောချင်ပြောပြီးမိမိရှေ့ပြည့်တနာဤအဖြေကိုသာ စဉ်းစား၍နေလေ၏။အကောင်းသားပဲကွာ။ဒါကမင်းမင်းရောမင်းကိုချက်ထားခဲ့တာပါကွာ။တခိုးဘတ်ထုံးကိုအာရဘတ်ထုံးဖြစ်အောင်လှုပ်ခဲ့တာပေါ့။အတာနေစမ်းပါဗျာ။ဘာချက်ရမရော။ဒရီကပါလာတဲ့တခိုးဘတ်ထုံးမေ။ကလေးကိုမတ်ကြော့လက်မပြန်၍ယူပြီးနောက်ကိုမိုးအိမ်မှထွက်ခဲ့လေ၏။လမ်းမော်တွင် တွေ့သည်မလူအပေါင်းကမိမိအား တယောပြောင်းလောင်လိုသောမျက်နှာထားနှင့်ကြည့်လိုက်ကြသည်ဟုထင်လေ၏တခါတရံမှာသူမိမဖွားတင်နှင့်ငတင်တို့သည် ကလူကြည်စေနေရာမှာတာထမ်း၍လက်လျှောက်နေသောသူအားတိမ်အတွင်းမှလက်ညှိုးထိုး၍တယောတလူနေကြမည်ထင်သဖြင့်ဝဲရအိမ်များအတွင်းသို့လှည့်၍စူးစူးဆိုက်ဆိုက်ကြည့်လိုက်မိသည်ဤကဲ့သို့အမှတ်ထင်မိလင်မိမိချီ၍ထားသောကလေးကိုပင်မစင်တုတ်ကိုကင်လာရသလိုယွန်ရှား၍ လွတ်ပြစ်ခြင်းစိမ်များပေါ်ပေါက်၍လာလေ၏ဥတီယာထွက်ခဲ့သောခြေလန်းသည်မြို့စွန်စီသို့ရောက်မှန်းမသိရောက်၍လာလေ၏ဇေယျကလေးတစ်ခုကိုမြင်သဖြင့်ဘာထွန်းသည်ဇေယျစီသို့မှန်း၍သွားလေ၏ထိုဇေယျတို့ဝင်ခြင်းမဟုတ်ပေဘာလို့ရမည်ကိုမသိသဖြင့်ရောင်ရမ်း၍ဝင်သွားခြင်းဖြစ်လေသည်ဇေယျပေါ်သို့ရောက်တော့လက်မကလေးကိုပေါင်ပေါ်တွင် တင်၍ထားပြီးငုံ၍ကြည့်နေလေ၏ ကလေးသည်လက်တန်းကလေးကိုဆုပ်၍စင်စါတွေးတောနေသကဲ့သို့ဘထုံးအားဆိုက်၍ကြည်နေလေ၏ထိုအတွင်ပောင်ကြားမှနှွေးကနေဖြစ်သည်ဖြင့်ဘာဘာလိန်ဟုစန့်ကြည်ရာကလေးသေးပေါ့ချမှန်သိရလေ၏ဤကလေးကိုဘယ်သို့စီရင်ပေးရမည်နည်းဟူသောကိစ္စသည်ခยีဝေဝေးကိုစူးစူးဆိုက်ဆိုက်လှမ်း၍ကြည်လေ꽌ပြားစွာမမြင်ရလေဖြစ်သကဲ့သို့သူ့အုံနောက်သည်ရှုပ်တထက်ပို၍ရှုပ်နေလေ၏ တော်ရဲပြစ်ထားလိုက်ရင်တော့အေးတာပဲဟုတွေးမိသောခဏ၌ငါသားကလေးပါလားဟုသောတတိယချက်သည်ယဉ်နေ၌နေငနေဖြစ်တော်လိမ့်ငါနဲ့မွေးထားရင်ငါသွေးကလေးပဲဟုတောင်မတိမြောက်မတိရှိသေးသောလူမမယ်ကလေးကိုတနာစိတ်သည်တဖွာဖွာပေါ်၍လာလိမ့်ခွန်အားချင်းမြတာသောရန်သူကိုနိုင်သလိုနှိတ်ဆက်ရ၌ဝင်မလေးတော်လဲတင်းငယ်သောတရဝါပေါ်တွင် လူစိတ်သည်အနိုင်ကျင့်ရာ၌ဝင်လေသလိုမိမိရှစ်လာသားကလေးကိုထင်သလိုမလုပ်ရက်ပေမ၍ချီပီးလမောင်းမော်တွင်ကိုနှင့်ထိနေသည်များထိအောင်ပွေ၍ထားလိုက်သောအခါကလေးသည်သူ့ပုံပန်းနှင့်မချတူသည်ဟုအောင်းမိသဖြင့်ဝမ်းမြောက်ချင်းသည်တကိုယ်လုံးပူနွေး၍သွားသည်ဟုမှတ်ထင်ရလေ၏မင်းငါသားပဲမဟုတ်လားဟင်ငါကလည်းမွေးတာပဲငါသားပေါ့ မိမေကတော့တားနဲ့လင်းပစ်ပြီးလင်ငယ်နောက်လိုက်သွားတယ်။ငါခိုးလာတဲ့ဖလားလဲလင်ငယ်ဖို့ယူသွားတယ်။ကောင်းတယ်ကွာအာကြီးကောင်းမင်းရောမိကျင်လိုက်မှာပဲလား။ဘာထုံးစိတ်တီချာချာလေ၍ဇေယကပန်းကိုမိရဲ့ရက်နေသောခြေတော်အောက်ကမြေကြီးသည်ချက်၍ဝင်သွားသည်ထင်သဖြင့်ကန်၍ဟန်တယ်လို့လှုပ်လိုက်လေ။ထို့နောက်စကနေမတ်တဲ့ရက်ပြင်းနောက်ချောင်းကပါးစီတို့ရှောက်၍တော်ပြီး တစ်ပင်ရင်ချောင်းကဘာထိတ်တွင်ကလေးကိုတိတ်၍ပြစ်ခဲ့လေ၏တစ်ပင်ကွယ်မှနေ၍ကလေးပါလုံးနေသည်လဲဟုချောင်းကြည့်ရာခြင်းနှင့်ချောင်းကိုထောင်၍လက်လေးမြောက်၍ကလေးသည်မငြင်းညွတ်သောမြေကြီးကြောင့်နာ၍လာမသိကျဲလောင်စွာငိုလေ၏ရုတ်တရက်ငိုရက်ပြီသောခေါင်းကိုဘထွန်းဘက်သို့ငဲ့ပြီးငိမ့်နေပြန်လေသည်ငိုသည်ဖြင့်မော၍တော်သောရင်ကလေးသည်နှိမ့်ချင်မြင့်ချင်နှင့်ဖြစ်၍နေလေသည် တစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးပြောင်း၍လှဲ့ကကြည့်သွားသောဘာထွန်းသည် အတန်ကြာသောအတော်ဝေးတော်၍ကလေးကိုလုံးဝမမြင်တော့ပြီထိုအခါချေလန်းမှန်မှန်မှကဆုံချ၍ပြေးလေ၏ထိုသောပြေးစဉ်တွင် သူနောက်၌ကလေးကိုတန်သည် ဝင်၍လာ၏ဤအချိန်တွင်ကစိတ်ကကြားသည့်အတန်ဖြစ်၍ဝေးအောင်ပြေးလေစိတ်ဖို့ဝေးစွာတိုး၍ကြဲလေဖြစ်လေ၏ ။ချောင်းကဘာကနေလိတ်ကြလိမ့်မလားဟုတွေးမိသဖြင့်သူ့ကောင်းသည်မိုက်ခနဲဖြစ်၍တော်၏။လဲ၍နေသောဒလက်ကိုဒုတ်ရှို၍ပြစ်လိုက်သလိုဘယ်ပီးညာလှန့်နေသော ခြေနှောင်းသည် တုံ့၍ရက်တော်လိ။ပြေးသဖြင့်တဆက်ဆက်ခုန်နေသောနှလုံးသည်ဆက်ပြက်တော်သလိုအလုတ်ရက်၍တော်သည်ဟုထင်လိုက်ရ၏။သို့တော်လေဟေဟုဆို၍ဆက်ပြေးပြန်လေ။ဤအချင်းခြေလန်းတို့သည်ကယခင်ကဲ့သို့တွက်လက်တော်သည်မဟုတ် အထူးဝိရိယစိုက်၍တလန်ပီတလန်ရုပ်သိမ်းရသလိုလင့်၍နေလေ၏တို့ဖြစ်၍ရက်တန့်ပြီးသော နောက်သို့လာလန်းတိုင်ပြန်၍ပြည့်ပြန်လေ၏ပထွန်းသိပ်၍ထားခဲ့သောတစ်ပင်ရင်တွင် ကလေးသည်တအားအားနှင့်ငိုရွေ့နေလေ၏ကလေးကိုလှင်မြန်စွာကောက်ချီ၍အာရပါရနမ်းပြီးသော တိတ်ပါသားရဲ့အဖေနဲ့အိမ်ပြန်ကြတာပေါ့ဟုဆိုလိုက်လေတော့သည်လူလူတော်မှာ မူလကမြမြင့်စုအမည်နှင့်ရေးခဲ့သည်